္ဓရာပါရှင်ရခုံခေတ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်မိုးမိတ်ကရွှေတရာတက်စကန်ကို DNL ကတိုက်ခိုက်သိမ်းပလိုက်ပြီးနောင်ချုံမိုးကုံနဲ့တီပေါ်မြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်မတူဘီမြို့သိမ်းတိုက်ပွဲတွေမှာထပ်ပြေးလွတ်မြောက်လာတဲ့နိုင်ငံရဲ့အကျဉ်းသား73မတူဘီ CDFC ကိုခုလုံလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရှမ်းပြည်နယ်မိုးမွေမြို့နယ်ရွှေတောင်ရတပ်စခန်းကို TNL ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောင်ချိုမြို့နယ်မိုးကုံမြို့နယ်နဲ့တီဘောမြို့နယ်တို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ TNL ကပြောပါတယ်။ဂျွိုင်းလာ၃ရက်နေ့မှာမိုးမွေမြို့နယ်ရွှေတောင်ရတပ်စခန်းကိုတောင်းတက်မတော် TNL PLA PDF 153ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်နောင်ချိုမြို့ဒုံးတက်66တပ်စခန်းမှာတောင်းတက်မတော် TNL DPLA MDY PDF ပူပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ဂျမ်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့လည်းသိရှိရပါဗျ။ ဂျပန်စစ်တပ်ကဗန်ပွေးရာကနေတိုက်ပွဲဖြစ်ပွားနေတယ်။ဒုံးတန်6ကြောက်စကန်ကိုမိနစ်ကမနဲ့9:48မိနစ်လောက်ကနေနေ့လယ်7:36မိနစ်တည်းဟောင်ဝဲဇာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာစစ်ဖြစ်ပွားရာဒေသတွေကိုဂျပန်စစ်တပ်ကလေကြောင်းကနေ15ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။လားတို့မိုးကုံမြို့ရှမ်းကျောင်းဒေသမှာလည်းညနေ3:40မိနစ်လောက်က ိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေသလိုတီဝေါ်မြို့နယ်ဒုထဝရီတရာနီအကြက်ဖက်စစ်တပ်စခန်းကိုတောင်းတက်မလို့ TNL ကညနေ6:30မိနစ်30လောက်မှာဝင်ရောက်တက်ခတဲ့အတွက်ပိုက်ပွဲတွေဖြစ်ပွားနေရလို့လည်းသိရှိရပါတယ်။အလားတူမိုင်းရဲမြို့နယ်နန့်တုံနယ်ကိုမုံရွာဒေသဘက်ကိုလည်းမနေ့ကညနေ3:00မိနစ်30လောက်ကအကြက်ဖက်စစ်တပ်ကလက်နက်ကြီး6လုံးနဲ့ပစ်ကတ်ခဲ့ပြီးတန်ရန်မြို့နယ်လွယ်လင်းတောင်ဘက်ကိုလည်းအကြက်ဖက်စစ်တပ်ကလက်နက်ကြီး3လုံးနဲ့ပစ်ကတ်ခဲ့လို့လည်းသိရပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်လာရှိုးမြို့ပေါ်မှာတိုက်ပွဲတွေဆက်တဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးတွေမြို့ရဲကိုကြောက်ရောက်ပောက်ကွဲမှုတွေရှိနေတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပြပါရစေ။ ဇွန်လ၄ရက်နေ့နေ့လယ်ပိုင်းအချိန်ကနေစတင်ကလာရှိုးမြို့ပေါ်ကမန်အန်ရက်ွက်၄နေ့ကအနိတဝိုက်မှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီးလာရှိုးအချစ်ပဲနေတက်ဖျားတောင်အနိတဝိုက်မှာလည်းပြစ်ခတ်မှုတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးဟာလာရှိုးမြို့ရဲကိုကြောက်ပကွက်သွားခဲ့ပြီးနေအိမ်တွေနဲ့စာတင်ကျောင်းတွေပျက်စီးသွားခဲ့လို့လည်းသိရပါရရှင်။ ကရင်ပြည်နယ်တိုင်းတဲ့ဘောက်ကိုကြည့်အောင်ပါ။ကရင်ပြည်နယ် KNL တပ်မှ9နယ်မြေမှာဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းကျဲဖက်စစ်တပ်က60ဦးသေသွားက19ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNU မူတော်ခန်စီကနေသိရှိရပါဗျ။ဇွန်လတရနေ့ကနေဇွန်လ30နေ့ဒီတလတာအတွင်း KNL တပ်မှ9ပူပေါင်းတပ်ဖွဲ့ဝင်နဲ့အကျဲဖက်စစ်တပ်တို့ကြားမှာတိုက်ပွဲပေါင်း122ကြိမ်ဖြစ်ပွားခဲ့ပြီးအကျဲဖက်စစ်တပ်ကအယောက်60သေသွားက19ဦးအထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းသိရှိရပါဗျ။ ါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲတွေအတွင်းမှာတော်လဲရဲဘော်နိုးဟာကြာဆုံးသွားခဲ့ရတယ်လို့တော့ဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်တွင်အကြက်ဖက်စစ်တပ်ကပြည်သူပိုင်းလက်ရတောင်ရာဥယျင်ချက်မြေတွေကိုဂျက်လျင်နဲ့ဘုံ988လုံးချက်ချခဲ့ပြီးဒရုန်းနဲ့ဘုံ82ကျင်းချက်ချတာတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်လေးလုံးဖုံးတော်ရေးကြောင်တစ်ချောင်းနဲ့သာသင်ကျောင်းတစ်ချောင်းထိခိုက်ပျက်စီးသွားခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ တနင်္သာရီတန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။တနင်္သာရီတန်တရချောင်းမြို့နယ်ကတန်ငါတော်တွေဟာအကြက်ဘက်စစ်ကောင်စီကိုပတ်တနိကုဇနကန်ဆောင်တဲ့ဘက်ကိုဆက်တင်လိုက်ပြီးပြည်သူနဲ့အတူခြိတက်ဆန္ဒပြခဲ့လို့လည်းသိရှိရပါရစေ။မနေ့ကဇူလိုင်လ၄ရက်နေ့နေ့လယ်ပိုင်းအချိန်မှာအကြက်ဘက်စစ်အာဏာရှင်ကိုမလိုလားတဲ့တရချောင်းမြို့နယ်ကတန်ငါတော်တွေဦးဆောင်ပြီးတရချောင်းမြို့နယ်အတွင်းအမှတ်ရှိပြည်တော်စုလမ်းမကြီးပေါ်ကိုခြိတက်ဆန္ဒပြခဲ့လို့လည်းသိရှိရပါရစေ။ကပိတ်ဦးဆောင်တန်ငါတော်တွေနဲ့အတူဒဝဲခန့်ဒီမိုကရေစီရေလှုပ် ုရှောင်းမှုတပိတ်ကော်မတီ DDMS ကရင်တိုင်းသားတွေအပါအဝင်ဒေသနေပြည်သူတွေကလည်းလိုက်ပါဝန်းရံပူပေါင်းပေးခဲ့လို့လည်းသိရှိရပါတယ်။ဂျပန်စစ်ကောင်စီကိုပတ်တနိကုဇနကန်ဆောင်တပိတ်ဆောင်မှုပြုလုပ်ရမှာလဲဇော်လ23ရက်နေ့က ချောင်းမြို့နယ်တန်ဃာရီကစတင် ပြုလုပ်ခဲ့တာဖြစ်ပြီးပခုတ်ကူမြို့နယ်၊ဒီပဲမြို့နယ်၊ဒဇယ်မြို့နယ်၊ဆလင်းကြီးမြို့နယ်၊စကိုင်းမြို့နယ်၊မုံရွာမြို့နယ်၊မြိုင်မြို့နယ်၊ဝက်လက်မြို့နယ်၊အရာတော်မြို့၊ဘုဒ္ဓလင်မြို့နယ်၊မြင့်မှုမြို့နယ်၊ဒဝဲမြို့နယ်၊ပေါ့မြို့နယ်၊မြင်းကြံမြို့နယ် တောင်တာမြို့နယ်နထိုးကြီးမြို့နယ်ကဏီမြို့နယ်ရင်းနီမြို့နယ်နဲ့တရချောင်းမြို့နယ်အပါအဝင်စုစုပေါင်းမြို့နယ်20ခုကတန်ဃာတော်တွေပူးပေါင်းပါဝင်လာတာလည်းဖြစ်ပါတယ်။ရပ်ဘက်စစ်ကောင်စီကိုပတ်တနိဂုဇနကန်ဆောင်တပိတ်ပြုတ်လို့ရမှာစစ်ကောင်စီကိုတန်ဃာတို့ကအဆက်အဆက်မပြုတ်လို့ဖို့တညတညချင်းဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကလည်းနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဝင်ဝင်းနေမိတိုင်အောင်ဆရာတော်ကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်လိုက်ပြီးတဲ့နောက်မှာတန်ခါတော်တွေက စစ်ကောင်စီကို ပတ်တာနိကုဇနာကန်ဆောင်တဲ့ပိတ်မောက်လာကြတာလည်းဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်မတူပီမြို့သိန်းတိုက်ပွဲတွေမှာထွက်ပြေးလွတ်မြောက်လာတဲ့နိုင်ငံရေးအကြံသား73ဟာချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့မတူပီတပ်မှတစ်စီမှာခေလုံလာလို့ချင်းလန်းဒက်ဖ ens ဖို့မတူပီဘရစ်ဂိတ်1ကပြောပြပါဗါးအဲဒီထွက်ပြေးလွတ်မြောက်လာတဲ့နိုင်ငံရေးအကြံသားတွေဖြစ်တဲ့ကိုဗန်ကက်လျန်ကိုအောင်ကို ကိုယောနာ ကိုကျော်ထန်းလန်အောင် ကိုမင်ထန်ကိုပါထောကိုကထန်ကိုပါကေကိုအောင်သိန်းဝင်း ကိုစံသိန်းကိုထက်ဒီကိုဒီဇင်ထန်းနဲ့မပိုးဇင်နီယာတို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြက်ဖက်စစ်တပ်ကဇွန်လ6ရက်နေ့မှာနိုင်ငံရေးအကျဉ်းသားတွေကိုမတူပီမြို့မှာရဲစခန်းအချုပ်ကနေမတူပီအခြေချစစ်ဗျူဟာနဲ့ခလရ140ပေးကိုရွှေပြောင်းချုံနောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်နိုင်ငံရေးအကျဉ်းသားတွေကိုတိုက်ပွဲတွင်အကြက်ဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေမှာညှက်ထက်ကဒဏ်ရအကြက်ဖက်စစ်သားတွေကိုသဲဆောင်ဖို့အတွက်အတင်းအာရမခိုင်းစေအသုံးပြုခဲ့တာလည်းဖြစ်တယ်လို့လည်းသိရှိရပါတယ်။တိုက်ပွဲတွင်မှာတော်လိုင်းအင်အားစုတွေကအ တင်းအထန်ထိုးစစ်ဆီတက်ခတ်ခဲ့တဲ့အတွက်အကြက်ဖက်စစ်ကြောင်းတက်ပြတဲ့အချိန်မှာနိုင်ငံရေးအကျဉ်းသားတွေကထွက်ပြေးလွတ်မြောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်ရွှေပြည်ရွာကပြူစောတိခေါင်းဆောင်နေရကိုဝင်ရောက်တက်ခတ်ခဲ့ရမှာလက်လက်ခရမ်းတွေကိုတိမ့်ဆက်ရရှိခဲ့တယ်လို့စင်ကူးမြို့နယ်မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရတယ်။ ဇွန်လ၄ရက်နေ့ကရွှေပြည်ရွာကပြူစောတီခေါင်းဆောင်ညွန့်ဝေရနေအိမ်ကိုတော်လင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဝင်ရောက်တိုက်ခိုက်စင်မှာအကြက်ဖက်စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတီခေါင်းဆောင်ညွန့်ဝေတို့ဟာထွက်ပြေးလွမြောက်သွားပေမဲ့လည်းလက်လက်ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်။အဲဒီပြူစောတီခေါင်းဆောင်ညွန့်ဝေနေအိမ်ဟာဘန်ဂါရီနဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေအခိုင်အမာတပ်ဆွဲထားတဲ့နေရာဖြစ်ပြီး ညွန့်ဝင်နေအိမ်ကိုတော်လန်တပ်ဖွဲ့တွေကမီးရှို့ရှင်းလင်းခဲ့ရလို့လည်းသိရပါဗျ။ဒါအပြင်မကွေးတိုင်းမြိုင်မြို့နယ်တဲရကွာပြူစောတိရွာကိုလည်းဂျွယ်လတ်၄ရက်နေမှာတော်လန်တပ်ဖွဲ့ဝင်တွေက drone နဲ့ဘုံကျဲတိုက်ခတ်ခဲ့သလို short တိုက်ဒုံး25လုံးနဲ့လည်းပြစ်ခတ်ခဲ့လို့ Ghost of Enemy GOE Revolution Force တပ်ဖွဲ့စီကနေသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။